အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစည်းဝေးကော်မတီရဲ့အားပေါ်ပြည်သူအာဏာဂျာနယ်အမှတ်21 2002ခုနှစ်မတ်လတုန်းမှာဖော်ပြပါရှိတဲ့ပြည်တွင်းစစ်ပြဿနာဆိုတဲ့အစီရင်ခံစာဖြစ်ပါတယ်။ဒီအစီရင်ခံစာကို ရဲဘော်ကျင်းမောင်ပြည့်စုံတင်ပြခဲ့တာဖြစ်ပြီးကျွန်တော်တို့လင်းလိုင်းကွန်ရက်ကနေအပိုင်း၅ပိုင်းခွဲပြီးဖတ်ကြားသွားမှာဖြစ်ပါတယ်ဒီကနေ့အပိုင်း၁ကိုတင်ဆက်ပေးရပါတယ်20ရာစုမှ21ရာစုသို့ယူလာရသောမပြတ်သေးသည့်ပြဿနာများအထက်ပါကောင်းစီဖြင့်ပြဿနာများကိုတစ်ခုချင်းတင်ပြသွားပါမည်ယခုဘက်တွင်ပြည်တွင်းစစ်ပြဿနာကို တင်ပြလိုက်ပါသည်စာရီးဖွဲ့ ပြည်တွင်းစစ်ပြဿနာအစီရင်ခံသူရဲ့အမှားပြည်တွင်းစစ်ပြဿနာဟာမျိုးဆက်သစ်များဖြေရှင်းရမည့်အဓိကပြဿနာဖြစ်ပါတယ်ပါတီတွင်းမျိုးဆက်သစ်များသို့တိလိုက်မှီလိုက်သမျှကိုပုဂ္ဂလိကအစီရင်ခံစာဖြင့်တင်ပြတာဖြစ်ပါတယ်ဒီမိုကရေစီတော်လှန်ရေးမျိုးဆက်သစ်များလည်းစိတ်ဝင်စားလျင်ဖတ်ရန်ပြည်သူအာဏာတွင် ဖော်ပြလိုက်ပါတယ်ပြည်တွင်းစစ်အကျိုးနဲ့အစပိုင်းကာလများကကိစ္စများကို အဓိကဇက်ကောင်များဖြစ်ကြတဲ့ဥနုဥသိမ့်ဖေမြင့်နဲ့ဥကျော်ငိမ့်တို့သာ ရေးခဲ့ပါတယ်အခြားတစ်ဖက်ကခေါင်းဆောင်ကြီးများမရေးနိုင်ခဲ့ပါနုသိမ့်ငိမ့်တို့ကလည်းသူတို့ရေးခဲ့စဉ်ကာလကသူတို့ရဲ့နိုင်ငံရေးလိုအပ်ချက်ရတာရေးခဲ့တာဖြစ်နေပါတယ်တခုလုံးလွှမ်းခြုံပြီးသုံးသပ်ခဲ့တာမဟုတ်ပါဥသိမ့်ဖေမြင့်ရဲ့ကျော်ငိမ့်စာအုပ်မှာဥကျော်ငိမ့်ကဏိဒန်းဆိုတာပဲရေးပါတယ်ဥသိမ့်ဖေမြင့်ကလည်းဥကျော်ငိမ့်လက်ခံနိုင်တာပဲ ရေးပါတယ်။သူ့စာအုပ်အဖွဲ့မှာပါသလိုပလက်ကလထိုင်းမှာအမြင့်သားမျက်နှာချင်းဆိုင်၍ထိုင်စမြုပ်ပြန်ခြင်းဆိုတာဟာရှေးဟောင်းနောင်မြစ်ပြောယုံတတ်တတ်မဟုတ်ပါ။ဥနုကိုရှုံးပိတ်လိုက်ရတဲ့အမတ်ပြုတ်နှစ်ဦးဥနုကိုဆန့်ကျင်ဖို့နိုင်ငံရေးတိုက်ကွက်ရှာကြတာညှိနှိုင်းကြတာဖြစ်ပါတယ်။စာအုပ်ရေးတဲ့နှစ်က1962ခုနှစ်ပါ။ဦးနုပါထဆအစိုးရတက်နေခြင်းဖြစ်ပါတယ်။နေဝင်းစစ်အုပ်စုကလည်းအာဏာမသိမ်းရသေးပါ။ ဘိုးမောင်မောင်ဘိုးအောင်ရွှေအစရှိတဲ့စစ်ဘိုလ်ကြီး73ယောက်ကို တက်ကထုတ်ပြကြစားဖြစ်ပါတယ်။ဘိုးမောင်မောင်ဟာဥကြုံကြီးရဲ့လုတ်ဖော်ကင်ဘက်ဆိုတာလဲသတိပြုသင့်ပါလေ။အဲ့ဒီနိုင်ငံရေးနောက်ခံနဲ့ရေးတဲ့စာအုပ်ဖြစ်လို့ရထဘူရမကြတာအဖြစ်မှန်နဲ့မကြိုက်တာတွေအများကြီးပါနေပါတယ်။ဥကြုံကြီးရဲ့ဏ္ဍန်းကြည့်ရင်လဲသူ့နိုင်ငံရေးရည်ရည်ချက်ကိုခုခံကာကွယ်ရှောက်လဲနေတာဖြစ်ပါတယ်။သူဟာဘာကြောင့်လူမုံများရတဲ့ဥနုကလူဘော်လူစော်လုတ်တယ်ဆိုတာကို ပေါ်အောင် ရေးပါတယ်။ဦးနုက1998ခုနှစ်မှာတာတေစနေသားရေးပြန်တော့လဲကွန်မြူနစ်ဆန့်ကျင်ရေးမှာသူသာလင်စိတ်ချရတယ်ဆိုတာနေရှဲသမားတွေအထူးသဖြင့်အမေရိကန်သိအောင်ရေးဖို့ကအဓိကဖြစ်နေပါတယ်။ပြည်တွင်းစစ်ဖြစ်တဲ့ကိစ္စကိုဦးသိန်းဖေမြင့်ဦးကျော်ငိမ့်တို့နဲ့တလေတန်နဲ့ရေးပါတယ်။ပြည်တွင်းစစ်စတင်လုပ်ခဲ့တာတော့သူမဟုတ်ဘူးလို့ညင်းပါတယ်။ဘိုးအောင်ဆန်းသခင်တန်းထွန်းသခင်ဗာသိန်းတင်တို့က ရေးမသွားနိုင်ကြပါဘူအောင်ဆန်းကလက်ဝဲညီညွတ်ရေးပြက်တာကိုပဲမြင်သွားရသူပါတခင်တန်းထောင်းတခင်ဘတ်တိုင်းတင်တို့ကသာ1948ပြည်တွင်းစစ်ပြည်ထနာကို ပို့ပြီးအတွင်းကြကြရေးနိုင်မှာဖြစ်ပါတယ်ပြည်တွင်းစစ်ပြည်ထနာဖြည့်ရှင်းရမယ့်တာဝန်ဟာမျိုးဆက်သစ်ရဲ့ပခုံးပေါ်ရောက်နေပါပြီကွန်မြူနီတို့ဘက်ကအမြင်ကိုမိမိအနေနဲ့သိလိုက်မှီလဲသမျှရေးပါတယ်မိညာကိုကားရန်သာ ဖြစ်ပါတယ်အစည်းအခံသူ ပြည်တွင်းစစ်ပြဿနာဤစင်မြင့်ဗမာပြည်ကိုလွတ်လပ်ရေးပေးရင်ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့စပြောသူက ချော့ချီပါသူကလည်းစောစိန်မော်ဦးစောသခင်ဘစိန်ဒေါက်တာဘမော်အာကိုနဲ့ပြောတာပါသူပြောသလိုမဖြစ်ခဲ့ပါလက်ဝဲညညွေးရင်အင်အားပြည်သူတွေရဲ့အင်အားရှိနေလို့မဖြစ်တာပါပြည်တွင်းစစ်ဖြစ်တာကလက်ဝဲညညွေးပြိုကွဲတော့မှဖြစ်ပါတယ် လက်ဝဲညညွေးတာမပြုတ်ခွဲရင်ပြည်တွင်းစစ်ကိုဘယ်သူတွေကပဲလှုံ့ဆော်နေနေမဖြစ်နိုင်ပါဒါဟာဗမာပြည်ရဲ့ထူးခြားချက်ဖြစ်ပါတယ်လက်ဝဲညညွေးပြုတ်ခွဲတဲ့ဇလံလွန်ခဲ့တဲ့နှစ်60ကျော်ကဖြစ်ခဲ့တဲ့ဇလံမှုဇက်ကြီးလက်အောင်ရှေ့ရှေ့ရေးပါမယ်မူခွဲတွေလည်းရှိနေတာဖြစ်လို့ပုဂ္ဂလိကတင်ပြချက်ဖြစ်ပဲသဘောထားပါအ धिक ဇက်ကောင်ခေါင်းဆောင်ကြီးတွေမရှိတော့လို့လဲတင်ပြရတာစိတ်မသက်ပါဒါပေမဲ့ ပြဿနာဖြေရှင်းမဲ့သူတွေတိထားမှအဖြေရှာနိုင်မှာဖြစ်လို့တာဝန်ရတင်ပြပါတယ်။လက်ဝဲညီညွတ်ရေးစပြီးပြိုခွဲတာဘာကပါတဲ့ကပါ1946မှာပါ Brother War သွင်းလာသူလို့ဆွဆွဲခံရတဲ့ဦးသိန်းဖိန်မြင့်နဲ့သခင်ဆိုးသူ့ကိုယ်သူ Brother War ကဖြက်စီးခံလိုက်ရတဲ့အပြိုစင်လို့သတ်မှတ်သူရဲ့ပရိပခကစပါတယ် Brother War ကိုအကြောင်းပြုပြီးတိုက်ကြတာပါဂိုင်းကနာတွေနဲ့ပေါင်းပြီးတော့ မကြေနိုင်မချမ်းနိုင်တိုက်ကြပါတယ်အတွင်ပိုင်းကြိတ်ပြီးတိုက်ရကနေပဋိပက္ခကိုမကြိတ်ချေနိုင်ပဲပောက်ကွဲသွားတာပါဒီမိုကရေစီဘို့ချုပ်ကံမှုရအများစုကြီးကသခင်ပါဟိဦးသိမ့်ဖိတ်မြင့်သခင်တန်းထွန်းတို့ရဲ့ခေါင်းဆောင်မှုခံယူပါတယ်အဲ့ဒီတော့သခင်စိုးကသူ့လူတချို့နဲ့ပါတီခွဲထောင်ပါတယ်သခင်စိုးကဘာကပကိုရောဖဆပလကိုပါ ထောင်တိုက်ပါတယ်ဘာကပကိုတိုက်ရင်တိမ့်တန်းသိမ့်ဖိတ်တန်းထွန်းကို ဥတီပါတယ်အချောင်သမားလို့ဆဲပါတယ်ဖဆပလကိုတိုက်ရင်ဘိုအောင်ဆန်းကိုဥတီပါတယ်ဂျပန်နဲ့ပေါင်းသူ ဆောင်းကြမြိုင်ဘိုချုပ်လို့သူက ဆဲပါတယ်ဘိုအောင်ဆန်းကဖျားငါဆောင်လို့ပြန်ပတ်ပါတယ်ဥပစေဥကြုံငိမ့်တို့ကိုမတိုက်ပါဘူးဒေးမဲ့ပေးပါတယ်အလေးထားစရာလို့မထင်လို့ပါဆွေငိမ့်တို့ကလည်းသူတို့အပြစ်နဲ့သူတို့မို့တိမ်ငဲနေပါတယ် heavy weight တန်းတက်မထိုးသေးပါ ဦးနုကိုတော့နိုင်ငံရေးတဲ့အတင်းဆွဲခေါ်ထားရခြင်းမှာတနေ့မှာဝန်ကြီးချုပ်ဖြစ်မဲ့သူလို့ဘယ်သူမှမထင်ခဲ့ပါအဖြစ်ပြက်တစ်ခုတင်ပြပါမယ်ဖာစပလဘဟုကအထက်ဗမာပြည်သို့စီယုံရေးပထမဆုံးဆင်းစဉ်ကအဖြစ်ပြက်ကလေးပါဘောအောင်ဆန်းတခင်တန်းထွန်းဩခရနဲ့ထွေထွေတွင်ယုံမှုခေါင်းဆောင်ပြီးဆင်းလာတာပါဥကြုံငိဥပဖေဥမြနှမြစသူများပါလာပါလေတမျိုးသားလုံးစီလုံးညညရေးရဖို့ စီယုံရေးဆင်းတာပါကိုလိုနီခေဟောင်းနိုင်ငံရေးသမားကြီးတွေကိုအစီဝေးခေါ်ဖဆပလသဘောထားရှင်းပြကြတာပါပဲအဓိကရှင်းပြသူကဗိုလ်ချုပ်အောင်ဆန်းနဲ့သခင်တန်းထောင်းပါကျန်တဲ့ခေါင်းဆောင်တွေကဘာမှဝင်မပြောပါဘူးဥပဖေပဲတခါဝင်ပြောပါတယ်နိုင်ငံရေးလုပ်တဲ့ဆရာတော်တပါကဗမာပြည်နဲ့အင်ဒိုနီးရှားဘယ်သူအရင်လွတ်လပ်ရေးရမလဲလို့မေးပါတယ်ဘောအောင်ဆန်းသခင်တန်းထောင်းအထူးသဖြင့်သခင်တန်းထောင်းတို့က စပြီးရှင်းပြပါတယ်။မြို့သားစီလုံးရေးရှိသူကအရင်လွတ်လပ်ရေးရမယ်ဆိုတဲ့သဘောရှင်းနေတော့ဥပဖေကနိုင်ငံရေးသမားဟောင်းကျင်းမှု ခြေမြင်ပြီးဆရာတော်မေးတဲ့မေးခွန်းကအကယ်ဒမီကွက်ရှင်ပဲဖြေစရာမလိုဘူးဆိုတဲ့သဘောပြောလိုက်ပါတယ်။တခင်တန်းထွန်းလဲဆက်ရှင်းစရာမလိုအဲ့ဒီဖုန်ကြီးလဲငြိမ်သွားပါတယ်။နောက်ပိုင်းလွတ်လပ်ရေးရပြီးတော့အဲ့ဒီဆရာတော်ဖတ်ဆက်ပလာမှာတွင်ကျင်းနေပါတယ်။ ဥကျော်ငင်းကတော့ဘာတခုမှဝင်မပြောပါ သူကညပိုင်းလက်ဝဲသမားချင်းချင်းလက်တွေ့လုံနေကြတဲ့ကေတာတွေနဲ့အစည်းအဝေးဥပဖေးဥမြတို့မပါဘူးဆွေးနွေးပွဲမှာပြောပါလေသူပြောတာကဖဆပလဆိုင်မုတ်နဲ့ဘာကပဆိုင်မုတ်ရှင်ပြီးအဆောက်အဦတစ်ခုထဲမှာတင်ထားတာကိုကန့်ကွက်တာပါဘောဆန်းကတကယ်လောက်တဲ့လူ နေရာရမှာပဲလို့ပိတ်ပြောလိုက်တော့ငြိမ်သွားပါလေစောတကမတက်ပါ တခင်ဆိုးဘူအောင်ဆန်းအပြန်လန်အပုတ်ချပွဲတခင်ဆိုးကစတာကြမ်းမဘူအောင်ဆန်းကိုပြစ်ပြီးထောက်ခံကဥကြုံကြီးတို့ဆရာမွေးပါတယ်ဖာစာပါလာကွန်မြူနီကွဲတော့သူတို့ပို့ပြီးတွင်ကျဲလာပါတယ်အထွေထွေတွင်ရမှုနေရာကို အပိုင်စီးကြပါတယ်နိုင်ငံရေးအမွေဆိုတာမှာကောင်းမွေရောဆိုးမွေပါ ရှိပါတယ်တခင်ဆိုးရဲ့ဂိုင်းကနာက ဆိုးမွေပါဖာစာပါလာအတွင်းလက်ရဂိုင်းကိုအားတက်စေပါတယ် ဦးသိန်းဖေမြင့်ရဲ့တခင်ဆိုးအပေါ်ထားတဲ့တံပြန်ဂိုင်းကနကလည်းဘဂဘကိုမနာလိုရှုစိတ်ဖြစ်နေတဲ့ဆိုရှယ်လစ်ပါတီကိုအားတက်စေတာပါပဲဆိုရှယ်လစ်ပါတီခေါင်းဆောင်သူဟာဖက်စစ်တော်လိုင်းရေးမှာမတက်ကြွခဲ့ပါဘူးအချောင်ခိုးပါတယ်ဒါလူတိုင်းသိပါဘဂဘတဲကအလန်ဒီခွဲထွက်တော့ဘဂဘတိုက်ခါကြပါတယ်ဆိုရှယ်လစ်ပါတီအတွက်အကွက်ကောင်းပါသူတို့ကဦးသိန်းဖေမြင့်ကိုစီယုံရမယ်ပြစ်မှတ်ထားချင်းကပ်ပါတယ် စကားချက်ဗရောဒါဝါရအကြောင်းပြုပြီးတစောင်းစင်းနဲ့မျက်ချေးဖြစ်နေတဲ့သခင်စိုးနဲ့ဦးသိန်းဖိန်မြင့်တို့ဟာနောက်ဆုံးတော့မဆလာချန်နဲ့ရောက်ကြပါတယ်သူတို့ချင်းစီးလုံးမိကြပါတယ်တင့်မျက်စွာအတူနေကြပါတယ်ဘုံနေဝင်းကို အားတက်သရော အလုတ်အကျွေးပြုတ်ကြပါတယ်တတ်တန်းအတိုင်းနေပြီးသေဆုံးသွားကြပါတယ်ပါတီရဲ့တမိုင်းမှာအထွေထွေတွင်မှု၃ယောက်ဩက္ခရ၃ယောက်ခေါင်းဆောင်ခဲ့ပါတယ်ပထမဆုံးထွေထွေတွင်မှုသခင်အောင်ဆန်းက ရန်သူလက်ချက်နဲ့ကြဆုံးပါတယ်။ကြက်ကောင်းစိတ်မခံဖြစ်ကြတဲ့သခင်စိုးနဲ့ဦးသိန်းဖေမြင့်နှစ်ယောက်ပဲသစ္စာပေါက်ဖြစ်ပြီးမဆလာကို အလုတ်ကျွေးပြုတ်သွားကြပါတယ်။ဩဂရနှစ်ယောက်သခင်တန်းထုတ်တဲ့သခင်စင်ကရန်သူလက်ချက်နဲ့ကြဆုံးပါတယ်။ဩဂရတယောက်သခင်ဘာသိန်းတင်က အခြေအနေရပြပမှာကွယ်လွန်ခဲ့ပါတယ်။အလန်နီကဂိုင်းခွဲတော့ဖဆပလာတဲ့ကလက်ရဂိုင်းတစ်စခန်းထတယ်လို့ ဗမာပြည်ဆိုရှယ်ပါတီကလည်းတဖြည်းဖြည်းချင်းလက်ရဘက်သို့တိမ့်ညွတ်သွားပါတယ်။ဖဆပါလကဘရင်ကံအမှုဆောင်ဖွဲ့တဲ့ဝင်ပြီးတော့အလိုတော်ကြီးဥတင်ထွန်းနဲ့ပေါင်းမိပါတယ်။ပိုပြီးလက်ရဘက်ရိမ့်ပါတယ်။အင်္ဂလိပ်နဲ့စေးဆက်ရေးကိုတက်တက်ကြွကြွလောက်ပါတယ်။ရရင်ရမရရင်ချဆိုတဲ့ဘိုးအောင်ဆန်းရဲ့လမ်းစဉ်ကိုတော့မရေတရေဆန့်ကျင်ပါတယ်။ချရေးကိုပယ်ပြီးရရေးကိုဇောက်ချလောက်ပါတယ်။ဘာကဘာကချရေးကိုဇောင်းပေးပါတယ်။ ဘုံဆိုင်ကြဆုံးတော့သူတို့လွတ်လွတ်ကျွတ်ကျွတ်လက်ရရင်သွားကြပါတယ်။ဥနုကိုမှုစီရလို့သူတို့ဘယ်တုန်းကမှသဘောမထားပါ။ဘာကပါတဲ့ဘုံဆိုင်တို့လှုပ်နေတဲ့ဖဆပလကွန်မြူနီညီညွတ်ရေးလက်ဝဲညီညွတ်ရေးပြန်လည်တည်ဆောက်ရေးကိုလည်းဘုံအောင်ဆန်းကြဆုံးလို့တဲတဲ့ရည်သွန်ဖြစ်ရပါတယ်။လွတ်လပ်ရေးမရခင် ဆိုရှလစ်ပါတီကဖဆပလကွန်မြူနီညီညွတ်ရေးကိုဟန်ပြကင်ဆွဲပြီးဘာကပါကိုအညွန့်ချိုးဖို့လှုပ်ပါသေးတယ်။အညွန့်ချိုးတဲ့နေ့က အများစုကဆုံးဖြတ်ထားတာကိုမဝေဖန်ရဆိုတာပါဖဆပလတပ်ပေါင်းစုဟာတူတာတွဲလို့မတူတာခွဲလို့ဖို့ဖွဲ့စည်းထားတာပါ ပါတီမဟုတ်ပါဘူးမတူရင် ဝေဖန်ခွင့်ရှိရမှာပါလွတ်လပ်ရေးရတော့အညွန့်ချိုးရေးကတဆင့်တက်ပြီးဘဂဗခြေမုံကြီးလှုပ်ပါတယ်ဘဂဗအညွန့်ချိုးရေးနဲ့ခြေမုံကြီးဟာအနှစ်သာရရပြောရရင်လက်ဝဲအင်အားစုဆန့်ကျင်ရေးပါပဲနောက်တော့တခြားလက်ဝဲအင်အားစု ည်သူရဲဘော်တွေတက်တွင်းလက်ဝဲသမားတွေဘိုစေရဘိုရဲထွတ်ဘိုသိန်းဘိုလမော်ဘိုစိုးမောင်စသူများတောခိုကြရပါတယ်။နောက်ဆုံးမှာတော့ဆိုရှယ်လစ်ပါတီတွေကလက်ဝဲအင်အားစုတွေတောင်ဖဆပလအစိုးရရဲ့အတိုက်ခံ ဖြစ်သွားရပါတယ်။သူတို့ဟာမြေပေါ်ကွန်မြူနစ်လို့ဆွတ်ဆွဲခံရပြီးအနှိမ်ခံကြရပါတယ်။အဲဒီကလာအရေးကြီးဖြစ်စဉ်တချို့တင်ပြပါမယ်။လက်ဝဲညီညီကိုဘွန်ဆန်းလောက်ခဲ့တယ်လို့ဦးနုနဲ့ဦးသိမ့်ဖိန်မြင့်တို့ လောက်ခဲ့ပါသေးတယ်။ဦးနုကနုမူဆိုတာတင်ပြပြီးလက်ဝဲညင်ညွတ်ရေးလောက်ပါတယ်။ရဲဘော်မူဆိုတာကိုပြည်သူရဲဘော်ကစင်ပြိုင်တင်းပါတယ်။ဆိုရှယ်လစ်ပါတီကခြေထိုးဖျက်ဆီးပါတယ်။နုမူလောက်ဆကအင်္ဂလိပ်ကဦးနုရဲ့ပြည်ရဲ့ဝေဖို့ကိုနားမလဲပါဘူး။ဗမာပြည်หนีသွားပြီလို့ထင်ပါတယ်။နောက်မှဦးနုရဲ့လှဲ့ကွက်ဆိုတာသိသွားပါတယ်။ပြည်သူရဲဘော်ကတော့ဘောအောင်ဆန်းမရှိတော့ကြတဲ့က အဖမဲ့သားဖြစ်နေတာပါဆိုရှယ်လစ်ပါတီကနုမူရဲဘော်မူပြိပခမှာပြည်သူရဲဘော်ကို မဖြတ်သိမ်းနိုင်တော့နှစ်ချမ်းခွဲပစ်လိုက်ပါတယ်အ ਨੇ စုကိုတိမ့်သွင်းအများစုကြီးကို တော်တဲ့မောင်းပို့ပါတယ်ဘိုးအောင်ဆန်းရှိစဉ်က ပြည်သူရဲဘော်ကိုဆိုရှယ်လစ်ပါတီ မထီရဲပါဘူး1949အထွေထွေရွေးကောက်ပွဲမှာဘိုးအောင်ဆန်းကပြည်သူရဲဘော်တွေကိုလွှတ်တော်တဲ့အမတ်ဖြစ်ပုတ်ပေးထားတာမနှဲပါဘူးစကားချက် တော်လန်ရင်ကနေပောက်ဖွာလာတဲ့တက်ကိုအမတ်နေရပေးတာနဲ့တလက်ကင်ကျေးစားတက်အတွက်အမတ်နေရတောင်းတာအမတ်လေးပုံတစ်ပုံတောင်းတာအနှစ်သာရချင်းမတူပါဘူးပြည်သူရဲဘော်အမတ်ကဆိုရှယ်လစ်ပါတီအမတ်နဲ့အင်အားချင်းဇာတိလောက်ဖြစ်နေတာကိုဆိုရှယ်လစ်တွေမနှိမ့်မြုပ်ပါဘူးသိန်းဖေမြင့်ဤကျော်ငိမ့်စာအုပ်မှာဦးကျော်ငိမ့်ကပြည်သူရဲဘော်ကိုကပ္ပဗဟုသုတဘာမှမရှိသူတွေလို့ရေးထားတာကိုကြည်ပါ ပြည်သူရဲဘော်ကိုအ мян ဖြတ်သိမ်းဖို့လဲ ူလုတ်ခဲ့တာကိုဝန်ခံထားပါတယ်။နှုမူရဲဘော်မူအငင်းပွားမှုကိုချက်ကောင်းယူပြီးလက်ဝဲအင်အားစုပြည်သူရဲဘော်ကိုဖားဆပ်ပလာတဲ့ကမောင်းထုတ်တော်တဲ့ပုတ်ခြေမုံကြီးလုတ်ခဲ့ပါတယ်။ဒီလိုညစ်ပတ်နီမျိုးကိုဘဂပပေါ်လဲ1948မတ်လကလုတ်ခဲ့မှုပါတယ်။ဖားဆပ်ပလာကွန်မတီညီညွတ်ရေးဆွေးနွေးဖို့ဆိုပြီးကွန်မတီပါတီကယုံကြည်လောက်တဲ့လူတွေပါတဲ့အဖွဲ့ဖွဲ့ပါတယ်။ဆွေးနွေးပွဲရက်ချင်းသူတို့ ပေးပါတယ်ပြီးတော့အဲ့ဒီရက်မှာပဲပြည်ထောင်စုဝန်ကြီးကပါတီခေါင်းဆောင်စုကိုဖမ်းဖို့ဝရမ်းထုတ်ထားပါတယ်တကယ်ကမျှခေါ်ပြီးဖမ်းဖို့ပါဦးနုလက်ဝဲညညရေးနဲ့နိုင်ငံရေးကစားတာနဲ့မရှိမနှောင်းဦးသိန်းဖေမြင့်ကစားပါတယ်ဦးသိန်းဖေမြင့်ရဲ့လက်ဝဲညညရေးလုံကြီးကတမျိုးဖြစ်ပါတယ်ဘတ်စိန်ထွန်းအုပ်လက်ရဂိုင်းသားဘုံနေဝင်းကိုဘိုးမောင်မောင်ဘိုးအောင်ကြီးတို့ကလက်ဝဲစည်းဝင်ဖြစ်အောင်လှုပ်ပေးခဲ့ပြီး ဥသိမ့်ဖိတ်မြင့်ကဘုံနေဝင်းကိုလက်ဝဲသမားထိတ်သည်ဖြစ်အောင်လှုပ်ပေးက အာနာသိမ့်ခိုင်းတာပါပဲဥသိမ့်ဖိတ်မြင့်ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေဟာတန်တရာဖြစ်เสียကြီးပါပဲဒုဗမာစီယုံခိတ်ကဥသိမ့်ဖိတ်မြင့်ဟာပလိတ်သတင်းပေးပဲလို့ဘုံနေဝင်းကအတိအကျဆွဆွဲပါတယ်ပလိတ်မင်းကြီးပရက်စကော့ကားပေါ်တက်လိုက်သွားတာသူ့မျက်မြင်ပဲလို့ပီကင်းဆွေးနွေးပွဲ1989တုန်းကပြောပါတယ်တီတူးရင်းမြင်တာလို့တော့မပြောပါဘူး ခုကိစ္စမှာလဲဥသိမ့်ဖေမြင့်ကဥကျော်ငိမ့်နဲ့ညှိပြီးလှုပ်တာလို့တန်တရာရှိစီရပါဘိုးနေဝင်းကိုကာဝေးဝင်းကြီးအသေးလဲခန့်နေတဲ့ဆိုချလက်ပါရီကဥသိမ့်ဖေမြင့်ကိုအတုံးချပြီးလှုပ်တဲ့လှဲ့ကွက်လို့ထင်ရပါတယ်စေအုပ်စုဝင်တွေရေးတဲ့ပြောတဲ့ထဲမှာဘိုးစေရကိုကာဝေးဝင်းကြီးမလှုပ်ရလို့တောခိုသူဖြစ်အောင် ရေးကြပြောကြပါတယ်ဘိုးစေရလှုပ်တာကဘိုးနေဝင်းဆိုချလက်ကာဝေးဝင်းကြီးမဖြစ်ဖို့ပါ ဦးကျော်ငင်းကဘုံနေဝင်းကိုကာဝေးဝင်းကြီးခန့်မှုဦးနုကိုစီယုံမိသားပါဦးနုရေးတဲ့တာတေစနေသားမှာပါပါတယ်ပြည်တွင်းစစ်ကိုအပြုတ်တိုက်ရေးလမ်းစဉ်နဲ့တိုက်မဲ့သူနိုင်ငံတော်စစ်တပ်ကိုဆိုရှယ်လစ်ပါတီရဲ့တလက်ကင်တက်ဖြစ်အောင် လုပ်မဲ့သူဟာဘုံနေဝင်းပါဦးကျော်ငင်းဟာလူရွေးကောင်းပါတယ်ဘိုးစေရရှိနေရင်ဘုံနေဝင်းကိုကာဝေးဝင်းကြီးထားဖို့မလွယ်ပါပြည်တွင်းစစ်ကိုဆိုရှယ်လစ်ပါတီအလိုကျတိုက်ပေးမဲ့သူမဟုတ်လို့ဘိုးစေရကိုပယ်ရပါမယ် ်ဦးသိန်းဖိန်မြင့်ရဲ့လက်ဝဲညီညွတ်ရေးကလက်တွေ့အရတော့ဘိုစေရဘိုရဲထွတ်ဘိုသိန်းဘိုလှမော်ဘိုစိုးမောင်စတဲ့လက်ဝဲဆန်တဲ့ဆိုရှယ်လေးမဟုတ်တဲ့ရဲဘော်တွေတောခုရတာပါပဲဘိုနေဝင်းတက်လက်ကန်တက်ဖြစ်ဖို့လမ်းရှင်းပေးလိုက်သလိုဖြစ်သွားပါတယ်နောက်တော့ဦးသိန်းဖိန်မြင့်ကိုယ်တိုင်လည်းဦးကျော်ငင်းကအိမ်ကိုဖိတ်ကားလှုပ်ခေါ်ပြီးအိမ်ဝါကစောင့်ဖမ်းခိုင်းတာခံရပါတယ်ထောင်ထဲခဏရောက်ပြီးထောင်ကားလွတ်တော့ ဘေးမဲ့နိုင်ငံရေးသမားဖြစ်သွားပါတယ်အလွန်ကို မသင်္ကန်းစရာကြီးပါဦးနုဦးသိမ့်ဖိမြင့်တို့ရဲ့လက်ဝဲညင်ညွေးလှဲ့ကွက်တွေပြီးကြတဲ့ကမြို့ပေါ်မှာလက်ဝဲညင်ညွေးလှုပ်တာမရှိတော့ပါ ပုံစံသစ်တဲ့လက်ဝဲညင်ညွေးသာ ရှိပါတော့တယ်ဘယ်သူကမှလဲဘာဆွေကြော်ငိမ့်ဆိုရှယ်လစ်ပါတီကိုလက်ဝဲအင်အားစုလို့မသတ်မှတ်တော့ပါလက်ဝဲညင်ညွေးပြက်ယုံတဲ့ပြည်တွင်းစစ်ဖြစ်တာဟာဗမာပြည်ရဲ့ထူးခြားတဲ့အခြေအနေနဲ့အချက်လက်တွေကြောင့်ဖြစ်ပါတယ် ဗမာပြည်ရဲ့ထူးခြားတဲ့အခြေအနေနဲ့အချက်လက်တွေကပါလဲဒီကိစ္စကိုဆက်ပြီးတင်ပြပါမယ်ထူးခြားတဲ့အခြေအနေနဲ့အချက်လက်ဗမာပြည်နိုင်ငံရေးဟာဒုတိယကမ္ဘာစစ်အတွင်းမှာအိန္ဒိယနဲ့လမ်းကြောင်းချင်းအခြေခံကနေပြီးကွဲသွားပါတယ်ဟိုတုန်းကတော့နိုင်ငံရေးချင်း တွဲနေတာပါကိုလိုနီချင်းတူကြလို့ပါပဲဟိုကအာဟိန္ဒဆိုဒီကအာဟိန္ဒဟိုကဟ ோம் ရူးဆို ဒီက home rule နောက်ကလိုက်လို့ပါတယ်ဒါပေမဲ့ဒုတိယကဘာစစ်ဖြစ်တော့တတိတကြားလောက်ကြဖို့ဖြစ်လာပါတယ်နိုင်ငံခြားဆက်လက်နက်ရရရေတောက်မြစ် ရှာကြတော့ဟိုမှာ subhas chandra bose တယောက်ပဲဖတ်ရှာပါတယ်ဗမာပြည်မှာကဒုဗမာအစည်းအရုံးလက်ဝဲခိုင်းနဲ့ចောင်းသားသမဂါရောလက်ရခိုင်းမှာ လူငယ်အင်အားစုတိုင်းထွက်ရှာပါတယ်ဟိုကဂျာမနီနဲ့ဆက်ရပြီးမှဂျပန်ရောက်ပါတယ် ဗမာကဂျပန်နဲ့အရင်တွေ့ပါတယ်တွေ့ပုံကလည်းတမျိုးဆမ်းပါတယ်လက်ဝဲခိုင်းကအားလုံးသိတဲ့အတိုင်းတရုတ်ပြည်သွားတာပါ သခင်အောင်ဆန်းသခင်လှမြိုင်အကြောင်းက အတော်များများရေးထားလို့လူတိုင်းသိပြီးပါထပ်မေးတော့ပါ သခင်ပါဟိန်ခီလည်းဒဂုံတရားရေးလို့သိပြီးပါပြီ အများမသိကြတဲ့ကိစ္စရေးပါမယ်ကိုပါဟိန်ဟာသူကိုယ်တိုင်သွားမရတော့သွားလို့ရတဲ့ရဲဘော်တယောက်လှုပ်ပါတယ်ရောက်ပါတယ် တရုတ်ပြည်ကွန်မတီကတရုတ်ပြည်မြောက်ပိုင်းမှာဂျပန်ကိုတိုက်နေရတာပါလက်နက်ကူဖို့မဖြစ်နိုင်ပါအတွေးခေါ်နဲ့စာနာထောက်ခံတာပဲကူညီနိုင်ပါလေကိုဘာဟိန်လွတ်လိုက်တဲ့ရဲဘော်နဲ့ကျွန်တော်တို့အဆက်ပြန်ရဖို့ကလည်းဆန်းပါလေဘာကပနဲ့မရပါအရင်ဆုံးရတာကဥနုဘိုအောင်ကြီးတို့နဲ့ပါဥနုနဲ့ချော်ရလိုင်းဝင်းကြီးချုပ်ချင်းဆွေးနွေးပွဲမှာစကားပြန်အခက်အခဲဖြစ်နေလို့လျှို့ဝှက်ပြီးနေရတဲ့ကိုဘာဟိန်လွတ်တဲ့ရဲဘော်က ဝင်းဘာသာပြန်ပေးရပါတယ်။ဝါခေမှာသားချင်းပေမဲ့ဥနုက မမှတ်မိပါ။ဥနုနဲ့ပါသွားတဲ့ဘိုးအောင်ကြီးကချက်ချင်းမှတ်မိပါလေ။တက္ကသိုလ်မှာတရုတ်ကပြားချင်းမှုသူတို့ချင်းသိကြပါလေ။ဒီလောက်နဲ့တော့မှတ်မိဖို့မလွယ်ပါဘူး။ကွဲသွားကြတာကြပါပြီ။ချက်ချင်းမှတ်မိစီတာကဂျပန်ခေတ်မှာဘိုးအောင်ကြီးကအဲ့ဒီရဲဘော်နှမနဲ့ရတယ်။သူဇနီးကတရုတ်ပြည်သွားတဲ့သူ့အကူစစ်ပြီးလဲပြန်မရောက်စာလဲမလာလို့ တနေ့ရရမှာသေးပြီလို့ထင်နေတယ်။သေးကြအောင်စုံစမ်းခဲ့ဖို့မှားလိုက်တယ်။ဒါကြောင့်တွေ့တွေ့ချင်းမှတ်မိတာပါ။ဟိုတုန်းကအကူအညီကိုတကယ်ပေးမယ်ဆို ပေးနိုင်တာက KMD ပါ။အင်္ဂလိပ်ကခေါ်သွင်းလို့ KMD တပ်မကြီးတွေဗမာပြည်ထဲရောက်ကြပါတယ်။တောင်ငူမန္တလေးလမ်းတစ်လျှောက်ဂျပန်ကိုခံတိုက်ကြပါတယ်။မနိုင်လို့ဆုတ်လာရင် KMD ရဲ့ထုံးစံတိုင်းလူလူစီကလူရက်ပါတယ်။ကြောက်တံပရမညာနဲ့ရွှေပဲလူတာပါ။မန္တလေးမှာ ဖះကြီးက ရွှေခွာဖို့လုပ်ပါတယ်မအောင်မြင်ပါစကိုင်းတောင်ယူမှာတော့အများကြီးရသွားပါတယ်လုတ်ပုံကသင်းပါတယ်တပြည်လုံးကတထေးတွေလာခိုနေတဲ့စကိုင်းတောင်ယူမှာလူကြီးတွေအစည်းအဝေးခေါ်ပါတယ်လူကိုပြန်ပေးဆွဲပြီး ရွှေကြောက်တံပရမများ ကြေးပစ်ပြီးရွေးခိုင်းပါတယ်ပြင်းရင်လွှားရင် ပြန်ပေးဆွဲတာဆိုတော့နေချင်းပြီးရွေးယူခိုင်းတာပါမပေးနိုင်လို့ငွေတိုက်ဝင်တော့ဥရွှေသားအသက်ခံလိုက်ရပါတယ် တထေးတွေက ပေးနိုင်လို့လွတ်ပါတယ်တရုတ်ပြည်မှာတော့ငွေတိုက်အရာရှိဆိုတာတထေးကြီးဆုံးပါအဲ့ဒီစံချိန်နဲ့တောင်းလို့ကိုလိုနီငွေတိုက်ဝင်တော့မပေးနိုင်ပါတဆွေလုံးတစ်မျိုးလုံးလိုက်စုပြီးသွားယူတော့တောင်းတဲ့လောက်မပြည့်လို့တတ်ခဲ့ပါတယ်လူလဲတတ်ရတဲ့လောက်လဲယူသွားပါတယ်သခင်နုသခင်ဆိုးသခင်မြတ်တွင်တို့ KMD တက်နဲ့လိုက်သွားကြတဲ့အကြောင်းတော့လူသိများပါတယ် KMD ဘိုးချုပ်က ထားပစ်ခဲ့ထောင်ထဲပြန်ထည့်ခဲ့တဲ့အကြောင်းလဲလူသိများပါတယ်ဒီလိုဘာကြောင့်လုတ်ခဲ့တယ်လဲဆိုတာတော့ရေးကြတာမတွေ့ပါတီဘောဂျပန်သိမ်းသွားလို့ဆိုတာပဲရေးကြပါတယ်စဉ်းစားကြည့်ပါချန်ကေရှိတ် KMD ဟာတရုတ်ကွန်မြူနစ်ကို တိုက်နေတာပါဗမာကွန်မြူနစ်ကိုမကူညီနိုင်ပါဘူးသခင်တို့လည်းလူမွဲတို့ထွက်ရလန်းဘာသာပြန်ထားသူပါ KMD ကတော့ကွန်မြူနစ်ထဲစည်ရင်းသွင်းမှာပါခေါ်မရလို့လှုပ်ခဲ့တာလည်းမဟုတ်ပါ ထောင်ထဲပြန်ထည့်ပါလေအင်္ဂလိပ်အညိုညင်မခံကြပါဘူးအဲ့ဒီ KMD တက်တွေကတော့တရုတ်ပြည်ပြန်ရပါတယ်လူသွားတဲ့ရွှေတွေရေဒနာတွေလည်းပါသွားပါတယ်နုစိုးသွင်းကို ခေါ်ခြင်းရင် ခေါ်သွားနိုင်ရဲ့နဲ့ထားခဲ့တာရှင်းပါတယ်နောက်ပိုင်းမှာဦးသိန်းဖေမြင့်ခြုံငင်းရောက်တော့လဲမကူညီပါဒုဗမာစီယုံလက်ရခိုင်းကတော့ဖက်စစ်ဂျပန်ပဲရှာတာပါသူတို့ကမတ်စ်ဝါတာဆန့်ကျင်ပါတယ်နိရှေးအဆိုမိန့်ကိုလက်ခံပါတယ် နာဇီဝါဒအားကြပါတယ်သူတို့ဂျပန်ရောက်သွားတာဟာရောက်ချင်တဲ့နေရာရောက်တာပါ နောက်တော့လဲဖက်စစ်ကို မတော်လှန်ပါဂျပန်စစ်ရှုံးတော့အင်္ဂလိပ်လူတော်ကြီးဖြစ်ပြီးနိုင်ငံရေးဇက်သိမ်းသွားပါတယ်စောဦးစောစိန်တခင်ပါစိန်မော်ဒေါက်တာဘတ်မော်စောစိန်မော်အဖြစ်တွဲမိပြီးဖဆပလာဆန့်ကျင်လုပ်ရင်းဇက်သိမ်းပါတယ်သူတို့ဇက်သိမ်းတာဟာကိုလိုနီခေတ်လက်ရာခိုင်းလုံးဝချုပ်ငြိမ်းတာပါပဲ။ လက်ရခိုင်ဟောင်းနေရာကိုဆွေငိမ့်လက်ရခိုင်တဲ့ယူလာပါတယ်